အရခတ်တတော်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်အနောက်ဘက်နေဆက်ကမောင်းတော်မြို့ကိုစစ်ကောင်စီကဒရုန်းနဲ့လေးရတိုင်းတိုင်းပြန်တမ်းကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ကင်းထောက်ဒရုန်းတစ်စီးဟာညာဘက်တစ်ကျိန်၊နေဘက်မှာတစ်ကျိန်လေးရတိုင်းတိုင်းပြန်တမ်းခဲ့တယ်လို့မောင်းတော်မြို့ဒေသခံတယောက်ကပြောပါဗျ။အခုလိုပြန်တမ်းမှုတွေကြောင့်မြို့အတွင်းကိုဝင်ရောက်နေထိုင်နေကြတဲ့ဒေသခံတွေဟာစိုးရိမ်မှုတွေရှိနေကြကဘင်းနေတွေဘုံလာကျင်းမလဲဆိုပြီးထိုင်လန့်စိုးရိမ်မှုတွေရှိနေကြတယ်လို့သိရပါဗျ။ စစ်ကောင်စီရဲ့ကင်းထောက်ဒရုန်းတစ်စီးကမောင်တော်မြို့ပေါ်နဲ့အနီးပတ်ဝန်းကျင်နေရာအနှံ့အပြားကိုလွန်ခဲ့တဲ့ရက်ပိုင်းတွေအတွင်းကတရက်မှာမနက်တစ်ချိန်ညတစ်ချိန်ပြန်တန်းပြီးတော့ကင်းထောက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းနောက်ထပ်မောင်တော်မြို့ဒေသခံမွတ်စလင်တယောက်ကလည်းပြောပါရယ်မြို့ကိုဘုံကျဲတိုက်ခိုက်ဖို့အတွက်အခုလိုကင်းထောက်ဒရုန်းတွေပြန်တန်းကအရှက်လက်စုဆောင်းနေတာဖြစ်တယ်လို့လည်းဒေသခံတွေအကြားထင်မြင်ယူဆမှုတွေရှိနေတယ်လို့ဒေသခံတွေအကြားမှာတတိထားနေထိုင်ဖို့ကိုလည်း မြို့ခံလူကြီးတွေကတတိပေးမှုတွေရှိရလို့သိရပါဗျ။